ိုယ့်ရဲ့မိသားစုဝင်တယောက်ဆုံးရှုံးရတယ်လို့ပဲခံစားရတဲ့အတွက်ကြောင့်မိန်းနိုင်မစားနိုင်အေးအေးပြတ်ဘာလို့လို့လို့ပြရမယ်မသိတဲ့အနေအထားမှာကိုကိုယ်တိုင်အရင်ဆုံးကိုယ်ခန်းထဲကထလာပြီးထွက်လာခဲ့တာပါပဲအဲ့တော့အများတို့အတွက်ရက်ဆောင်မှုအတွက်ကိုရည်ရွယ်ပါတယ်လူခံတယ်ဆိုတာလည်းအဲ့လိုပျော်ပြီးလူခံတဲ့ပုံစံတွေပို့မယ်တကယ်ကြီးကိုတရားအောင်နဲ့လှုပ်ပေးခြင်းနဲ့ပေါ့နော်ကိုမလှုပ်ပေးမသွားနိုင်တဲ့နေရာကြီးဆိုတော့လည်းကိုလည်းဝန်နေပါတယ်ပေါ့နှစ်တစ်စူတောင်းစကားဆိုတာထက်နှစ်တစ်မှာခွန်အားတစ်တင်နဲ့ ရှေ့ဆက်ပြီးတော့ဖြတ်တန်းနိုင်မှုအတွက်မိတ်ဆွေတင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့အားလုံးတင်တဲ့သူတူတူရှိနေပါတယ်အားလုံးအတူစူးစမ်းပြီးတော့ရက်တည်ကြအောင်ပါခင်ဗျာဟိုနှစ်တနှစ်ဖြတ်တန်းလိုက်ပြီဆိုရင်အားလုံးစေးကြောရတဲ့ပုံစံပေါ့နော်မကောင်းတဲ့ကျွန်တော်တို့မကောင်းတဲ့ဘေးတွေမကောင်းတဲ့အန်တရယ်တွေမကောင်းတဲ့ဘေးဆိုးကတ်ဆိုးတွေကကျွန်တော်တို့ဒီနှစ်တကြံကနေစရပြီးတော့အကုန်လုံးဟိုပြောက်သွားပါစေလဲဆူတောင်းနေပြီးတော့ရေတကြံကြီးကျသွားတဲ့ရေဟာ ဟိုဒီမြေပြင်ဝါကိုကြားပါတဲ့ရေဟာအေးချမ်းပါစေလို့ဆုတောင်းပါတယ်အပျော်ပါရင်လည်းကြားတဲ့ရေမျိုးကိုပြောတာမဟုတ်နော်ကဲကော ခုနံပါတ်မိတ်ဆက်ပဲဟုတ်ကျွန်တော်လင်းလက်ကျော်ပါခင်ဗျာဟုတ်ကျော်ရရပါကျွန်တော်ကျော်ကျော်နန္ဒပါဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဟောဟိုကိုကျော်ကျော်နန္ဒကတော့ဒါကိုရဲ့အမှုပညာအတိုင်းဝိုင်းတည်းရပဲပေါ့နော်ခင်ဟိုပွဲမှာတော့တွေ့နေမြင်နေခင်နေတာပေါ့လေခီးသွားဟန်လည်းစုံကြတာပါခင်ဗျာကျွန်တော်တို့ကိုညင်ရင်းနဲ့မှဟိုအလူဝင်ပြီးတော့မှအကျိုးဆောင်ပေးတာပေါ့နော်ကျွန်တော်တော့စာရေးဆရာဖြစ်ဖို့အတွက်ညီမန်းထားတဲ့ဟိုဝါစာစုနေတဲ့လူတယောက်ပေါ့နော်ကျွန်တော်ပရိုက်တာဘောင်းဆောင်ကိုသူများအတင်းမှာရောကိုအတင်းနေနေရော စူးစားပန်းစားနဲ့လှုပ်ဆောင်ကြရတယ်အများကြီးရှိပါတယ်ခင်ဗျားပြီးခဲ့တဲ့ရေသေးလည်းလှုပ်ခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့ဘာလှုပ်နိုင်လဲဘာလဲဘလို့မျိုးဟိုစွမ်းဆောင်နိုင်တဲ့တဲ့တပွေအနေနဲ့ပဲဖြစ်ဖြစ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့မှာစာအုပ်ပဲချမ်းသာပါတယ်ခင်ဗျာစာရေးဆရာဆိုတော့စာအုပ်ပဲချမ်းသာတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဟိုဟိုခင်မင်းရင်းကြီးရဲ့ပုံကိုယ်တွေရတယ်စာရေးဆရာအများကြီးဖြစ်တဲ့အတွက်ကြောင့်ဒီစာအုပ်လေးတွေကိုကိုယ့်အိမ်မှာရှိတဲ့စာကြည့်တဲ့ဒီနေရာမှာအနေအချင်းအလှခံပြီးတော့မှတကယ်စာအုပ် အဟောင်းတွေကအကောင်းလေးတွေရှာနေကြတဲ့ဆရာဟိုစာဖတ်သူပြိပတ်တွေလည်းတိတိယောက်ယောက်ရှိသွားမယ်စာအုပ်လူတွေလူတွေလည်းကုသိုလ်ရမယ်စာစာဖတ်သူတွေကလည်းသူတို့လိုချင်တဲ့စာအုပ်အဟောင်းတွေအကောင်းလေးလည်းရသွားမယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ကတက်ဟိုတက်တက်တွတ်တော့မဟုတ်ပဲနဲ့စင်တာရှိတော့အလူငွေလေးတွေကောက်ခတ်ရင်းနဲ့မှငလင်းပေးတဲ့တင့်ဒေတာတွေအတွက်ကျွန်တော်တို့ကုညီကယ်ဆယ်ရင်းနဲ့ပြည်လက်ထူထောင်ရေးအတွက်ကိုအကျိုးရှိရှိတောင်းကြတော့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့စတင်အကောင့်ထည့်ပေါ်ပြီးမှဒီနေ့စတင်ပြီးတော့လှုပ်ရှားဖြစ်တာဖြစ်ပါတယ်ခင်ဗျာအဓိကဟိုပါလေ ျွန်တော်ခုလမ်းသွားရင်းနဲ့ပေါ့နော်ဒါစာပေကနေပြီးအလူခံတာပြီးတော့ကိုကိုတိုင်လည်းခုနအလူခံထည့်လိုက်တယ်ပေါ့နော်အပြီးတော့အခုတွေ့တော့အလူခံလေးဝင်ခံပေးပါဆိုတော့ပထမတော့ပထမရေပေးတဲ့တော့ကိုကိုတိုင်ဥူးစီးပြီးတော့အလူခံတာတွေရှိတယ်တွားရောက်လူတန်းတာတွေရှိတယ်ပေါ့နော်ဒီနေ့မှကျတော့ကျွန်တော်လည်းအဲ့လိုပေါ့နော်ကျွန်တော်အပူလေးလေကျွန်တော်မှရှိတယ်ပေါ့ရှိတဲ့ခါကျတော့ကျွန်တော်ကဩဒီဘက်မှာလဲဟိုကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲပြည်သူပြည်သားတွေကိုယ့်ရဲ့ပြိသက်တွေအဲ့လိုမျိုးပေါ့နော်ဟိုငရင်ဒန်ထိွားနေရာတွေအတွက်ကိုယ်လဲစိတ်လုံးဝမကောင်းပေါ့နော် အဲ့တွေဟို post တွေပိုင်းတော့ကိုယ်စီမှာဆိုရင်လုံးဝအဲ့လိုမျိုးဒီမြင့်ဟိုဟာအပျော် post တို့ဟာသား post တို့ကျွန်တော်မရှိဘူးပေါ့နော်မတင်ဘူးပေါ့နော်အခုဒါလည်းအခုကိုကိုယ်တိုင်တီးတိုင်ပဲအလူခံတဲ့ဟာမျိုးကတော့ဟိုဒီနှစ်ကိုမလုပ်ဖြစ်ဘူးဒါပေမဲ့အခုသွားတယ်လာတယ်ဆိုကိုကိုတိုင်ကိုယ့်ရဲ့ဝန်ထဲစာနဲ့လူတယ်နောက်ကိုကလူများစီကလူပြီးတော့အဆင့်ပြန်လူရတဲ့ဟာလို့ကိုဦးဆောင်ပြီးတော့မလုပ်ပါတော့အခုဒီလိုအဖွဲလေးတွေ့ရဆိုကိုကြီးလာပေါင်းလူခံပေးပဲဆိုရင်ခံပေးတယ်ဝင်ပေးတယ်ပေါ့နော်ဆိုတော့ ဟိုပြောချင်တဲ့သဘောကတော့ချိုးဝိုင်ကြဟိုအရင်ကဆိုရင်တချင်းနေဆိုကိုကိုတိုင်လည်းဆိုပြီးတော့လို့ဆိုတော့အမှားဟိုအမှားပါမှလည်းကြောက်တယ်ကိုရီးယားဟိုစိတ်ရင်းစေတနာနဲ့အလှခံပေးတာဒါပေမဲ့ချိုးကြတော့ကွာဟိုတချင်းဆိုတဲ့ခါကျမှမမြူးတာလည်းပါတယ်မမြူးတာလည်းပါတယ်ကိုကဒီဘက်မှာစုံနေခါကျပျော်နေတာလားပါတယ်လို့အဖြစ်မခံနိုင်တော့အဲ့လိုပေါ့နော်ဟိုကိုကိုခေါ်တယ်အကူညီတောင်းတယ်ကိုလည်းကိုစိတ်နဲ့ကွာဂျုံတဲ့ခါလေးတွေးတဲ့ခါကျရင်လှခံပေးတယ်အဲနောက်ပြီးတော့ဟိုအခုလာတောင်းဆိုတာရှိရပေါ့နော်ချိုးဘားတွေချိုး နေရာတွေမှာတချင်းဆိုဘူးဆိုပြီးတော့အဲ့ကြောင်ကျွန်တော်တောင်းဆိုတယ်ကျွန်တော်ဒီမြူးလက်တချင်းမဆိုဘူးဆိုလဲတချင်းတပုတ်ပဲဆိုပေးမယ်အားတပုတ်ဆိုရလဲအေးစေးစေးနဲ့ငင်ငင်လေးနဲ့ပဲဆိုပြီးတော့အလှခံရတဲ့ပုံစံမျိုးကျွန်တော်ခံပေးမယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတော့လှုပ်ထားတာပေါ့နော်ပြောချင်တာတော့ဟိုလှူတာလှူပြီးတော့အလှအကျိုးမရှိမှတွေကျွန်တော်ကကြောက်တာပေါ့နော်နော်အဓိကအဲ့လိုဖြစ်နေတယ်အခုတော့ရေပင်တော့လည်းတစ်ခါခံပြီးွားပြီဆိုတော့လေဟိုတေချာလေးအဲ့လို စိတ်ရင်းစင်လာတဲ့ကိုညီမကိုရှိတာကိုလူမယ်ပြီးရင်လူများစီကတော့ဟိုကျွန်တော်အလူခံတယ်ဆိုပေမဲ့ကိုကိုတိုင်တက်ရကျွန်တော်ဥမာ online တွေလာလူကျင်တာတွေရှိတယ်ကျွန်တော်လူမခံဘူးပေါ့နော်အပြင်မှာပြည့်တွေ့တာတွေကျွန်တော် like ခံပေးတယ်ကိုတွေကကိုလူတွေတက်နိုင်တယ်နော်အဲ့လိုပဲလောက်တာပေါ့နော်နောက်မှအဖွဲ့အစည်းတွေဘာတွေခေါ်တဲ့ဟာကြောင့်ကျွန်တော် like ပါမှာသွားတာအဲ့လိုတော့ရှိတာပေါ့နော်အဓိကဟိုပြောချင်တာကတော့လူအသက်တွေဆုံးရှုံးတဲ့ဟာတွေရောပေါ့နော် ပြီးတဲ့ခါကျတော့ဒီဟိုကျွန်တော်တို့ပြန်လဲစောက်လို့မရတဲ့အဆောက်အဦတွေရှိတယ်တချို့ဟာတွေဆိုအသက်ပြန်လုပ်ပေးမယ်လို့ဒါက ရှင်းအောင်ဝင်နေတွေရှိရလေရှင်းအောင်ဝင်နေတွေကဘယ်လိုမှပြန်ဖန်တီးလို့မရဘူးเนาะအဲ့ဆိုဆုံးရှုံးနေမှုတွေကအများကြီးရှိတယ်တကယ်လည်းစိတ်ထဲမကောင်းဘူးเนาะချို့ဆိုရင်ဒီလူပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေသူတို့ကငရင်တန်ခံရတဲ့လူတွေဖြစ်ဆိုအတူမိသားစုအတိုင်းပိုင်းရောတကယ်ခံပြီးတော့ဟောရတော်တို့ကွယ်လွန်သွားတဲ့လူတွေလည်းရှိမှာဆိုတော့စိတ်ထဲမကောင်းချို့ဆိုကို online မှာကြည့်ရတဲ့ဟာတွေကအများကြီးတယ်เนาะချို့ဆိုငိုတန်ရည်တန်တွေပါဆိုဆိုတော့ဟိုကိုတောင်မှကိုအဲ့လိုမျိုးအသက်ဘေးနဲ့မဟုတ်ဘူးဟိုစီးပွားပြက်လောက်တဲ့ အဖြစ်မျိုးလည်းမဟုတ်ဘူးအဲ့လိုအဖြစ်မျိုးမှာကိုယ်တော်မကြုံဘူးသေးတဲ့ကိုယ်မှာလက်ရှိခံစားနေရတဲ့ကျွန်တော်မှလည်းကျွန်တော်အပူရှိတာပေါ့နော်ဆိုတော့ခံစားမှုလေးတွေဟာတော့နည်းနည်းလေးတော့မှအရန်ခံစားရဲဆိုတော့တကယ်ကိုတိလက်ရောက်ဖြစ်သွားတဲ့လူတွေကိုတိလက်ရောက်ဖြစ်သွားတဲ့ဒေသတွေမှာဆိုရင်လုံးဝတတ်မဖြစ်နိုင်တဲ့ဆုံးရှုံးမှုတွေအများကြီးပေါ့နော်အဲ့ဒါကျွန်တော်တို့ကလည်းလူခံတယ်ဆိုတာလည်းအဲ့လိုပျော်ပြီးလူခံတဲ့ပုံစံတွေပို့ပေမယ့်တကယ်ကြီးကိုတတိယအောင်နဲ့လှုပ်ပေးနေတယ်ပေါ့နော်ကိုမလှုပ်ပေးမသွားနိုင်တဲ့နေရာကြီးဆိုတော့လည်းကိုလည်းဝမ်းနေပါတယ်ပေါ့ ဟိုလူသက်သက်အရေးကြီးတဲ့ဟာတော့ဘာမှမရှိဘူးပေါ့နော်စီစဉ်ဥစ္စာဆိုတာကလူသက်ရှိနေလို့ရှိရင်အချိန်မြေးပြန်ရှာလို့ရတယ်ပေါ့နော်အဲ့တော့ကွယ်လွန်သွားကြတယ်ဒီသဘာဝဘေးရန်ငါလင်းတန်ကြီးနဲ့ကွယ်လွန်သွားကြတယ်မိသားစုဝင်တယောက်ချင်းစီအတိုင်းတယောက်ချင်းစီတိုင်းကိုကိုယ့်ရဲ့မိသားစုဝင်တယောက်ဆုံးရှုံးရတယ်လို့ပဲခံစားရတဲ့အတွက်ကြောင့်မိန်းနိုင်မစားနိုင်အေးအေးပြတ်ဘာလို့လို့လို့ပြရမလဲမသိတဲ့အနေအထားမှာကိုကိုယ်တိုင်အရင်ဆုံးကိုခန်းเนี่ยထလာပြီးထွက်လာခဲ့တာပါပဲအဲ့တော့အများတို့အတွက် ရွက်ဆောင်မှုအတွက်ကိုရည်ရွယ်ပါတယ်အဲ့တော့အကျိုးရှိတဲ့နေရာတွေကိုလည်းအထောက်ပံ့ကောင်းဖြစ်အောင်လို့ပုံညီပြီးတော့စောင့်ရှောက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတင်ကျွန်တော်တို့ဟိုစာပေဂရုလေးအဖွဲ့လေးရိုင်းတော့လုံဆောင်တဲ့လုပ်ငန်းဆောင်တာလေးတွေကိုဝိုင်းဝန်းပုံညီအားပေးကြရင်လည်းငလျင်ဘေးဒဏ်တင့်ဒီလိုတွေအတွက်တစ်ဖက်တစ်လမ်းအမြောက်ကူညီဖြစ်စေနိုင်မဲ့လူ့ရန်မှုလေးတွေကိုပူပေါင်းပါဝင်ပြီးကူညီကြပေးကူညီပေးကြပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်စီစဉ်ရတော့ပထမဆုံးကတော့ဒါပွင့်လင်းပြောရရင်ကျွန်တော်တို့ကဟိုပါပေါ့ အော်ဒီနေ့ကတော့ဗာပြော UNESCO ဝင်ထားတယ်ဗောနော်ကိုယ်မြန်မာရဲ့ယဉ်ကျေးမှုတစ်ခုလဲဆိုတော့ကျွန်တော်တို့တက်နိုင်ဆုံးတော့မြန်မာပြည်ကယဉ်ကျေးမှုနဲ့အညီကျွန်တော်တို့တွေအဲဖြော်ပြပွဲလေးတွေလုပ်ရမယ်ဆိုပြီးတော့လူများကိုငှားတာလေးလည်းရှိတာဗောနော်ဒါပေမဲ့အခုလိုနေတာတခုမှကျတော့ဘာမှလုံးချင်စိမ့်မရှိတော့ဘဲနဲ့ဟိုဒါပေမဲ့ယိုရယဉ်ကျေးမှုကြတော့လဲဒါကိုယ့်ရဲ့ယိုရယဉ်ကျေးမှုဖြစ်နေခါကျတော့ခုနကဗောဘသူဘဝမှာမထိခိုက်စေချင်ဘူးကျွန်တော်လှူလာတန်းတာလေးဗောနော်အဲ့လိုလေးတော့လုပ်ဖြစ်မှာပါပကြံကြရင်တော့လေဟုတ်ကျေးဇူးပါအဓိကတော့ဟိုကြံဆိုတဲ့အနေတာကတော့ ဟိုပျော်မရွှင်မအရင်ကြီးအလိုမှမဟုတ်ပါဘူးဟိုအလူတန်းလုပ်လဲဒါဒီဇိုင်းအနှစ်သာရပေါ်လွင်တာပဲဆိုတော့ဒီနေ့ကတော့အလူတန်းလေးလုပ်ဖို့ဟာလေးပဲကျွန်တော်စိတ်ထဲမှာထည့်ထားပါတယ်ဟုတ်ဟောကျွန်တော်ဟိုမှာဖိုတိုဘူးလေးလည်းလုပ်ထားရပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုပဲဖတ်ပြမယ်ပေါ့နော်နှစ်တစ်စုတောင်းစကားဆိုတာထက်နှစ်တစ်မှာခွန်အားတစ်တင်နဲ့ရှေ့ဆက်ပြီးတော့ဖြတ်တန်းနိုင်မှုအတွက်မိတ်ဆွေတင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့အားလုံးတင်တဲ့သူတူတူရှိနေပါတယ် အားလုံးအတူစူးစမ်းပြီးတော့ရက်တည်ကြအောင်ပါခင်ဗျာကျွန်တော်ကတော့ဘယ်လိုလေးအကြံပြုချင်လဲဆိုတော့ဒါကဟိုဖြစ်တဲ့နေရာမှာဖြစ်တယ်လို့မဖြစ်တဲ့နေရာမှာလည်းမဖြစ်ဘူးပေါ့နော်အဲ့ဒီအတွက်ကိုအားလုံးကတော့ဝမ်းနဲ့ခြေခွဲကြရတယ်ပူဆွေးကြရတယ်မှန်ပါတယ်ဒါပေမဲ့ဟိုနှစ်သိတဲ့ကြံဆိုတာကလည်းအဲ့လိုအပျော်ပါးနေကဲပြီးွားမှရေးစေးတာမဟုတ်ပါဘူးပေါ့နော်ဆိုတော့တကြံရေးတကယ်အေးပြီးတော့တကယ်ကောင်းတဲ့လက္ခဏာနဲ့ပဲရေကိုအေးစစလေးနဲ့ပေါ့ဟိုအရန်ပတ်ပြီးတော့အရန်ကဲပြီးအရန်ပြော်တဲ့ပုံစံမျိုးကိုကျွန်တော်ပြောတာမဟုတ်ပေါ့နော် ဟိုနှစ်တစ်နှစ်ဖြတ်တန်းလိုက်ပြီဆိုရင်အားလုံးဆေးကြောသွားတဲ့ပုံစံပေါ့နော်မကောင်းတဲ့ကျွန်တော်တို့မကောင်းတဲ့ဘေးတွေမကောင်းတဲ့အန်တရယ်တွေမကောင်းတဲ့ဘေးဆိုးကတ်ဆိုးတွေကကျွန်တော်တို့ဒီနှစ်တစ်ကြံကနေစပြီးတော့အကုန်လုံးဟိုပြတ်သွားပါစီလဲဆူတောင်းတယ်ပြီးတော့ရေတစ်ကြံရေကျသွားတဲ့ရေဟာဟိုဒီမြေပြင်ပေါ်ကိုကျသွားတဲ့ရေဟာအေးချမ်းပါစေလို့ဆူတောင်းပါတယ်အပျော်ပါရင်လည်းကျတဲ့ရေမျိုးကိုပြောတာမဟုတ်နော်အေးချမ်းတဲ့မြမနှစ်သိရေဟာအေးကြံလေးနဲ့ပဲဘယ်လိုပြောမလဲဟို အေဂျင့်နဲ့ပေါ့မြေပေါ်ကြာသွားပြီးတော့အေဂျင့်နာပဲဖြစ်ပါစေလို့ကျွန်တော်ထူတောင်းပေးပါရစေဟုတ်